ကျွန်တော်ကတော့နင်းလေးကိုမုန်းတာပေါ့နော်အားကြောင့်မို့လို့လဲတောင်ပန်းလေးထားလိုက်တာပါဟုတ်ပါတယ်ဆိုရဲ့တော့ဒီမှာဆိုရင်တော့လည်းမတနာပါဘူး။ဘာလို့လဲဆိုတော့ဘာလို့လဲဆိုတော့အဲ့လိုကို့ပေါ်အဲ့လောက်ထိရုံမာနေဆိုရင်တော့လည်းဒါလိုပဲရှိမှာပေါ့နော်။ဒါသူ့အနေနဲ့ဆိုတော့ ဆောင်းနေပြီနေလဲဆိုတဲ့ site ကိုဖောက်မှာပဲလေဒါကမကောင်းတာကြီးပဲလုပ်နေတဲ့အခါကျတော့တောက်ကောင်းပြလည်းမယုံတော့ဘူးအဲ့လိုအဲ့လိုပုံနေစက်ကြအောင်ပေါ့နော်တကယ်ကိုကြည့်လို့မရအဲ့လိုမျိုး character ဟောကိုလေတကယ်ကိုမုန်းစရာကောင်းတယ်လို့ထင်တယ်ဘာလို့လဲဆိုတော့သူ့ရဲ့ခံစားရတဲ့ site တွေကတော့စနိုးရှိမှမဖြစ်ဘူးဒါရေမုံလို့လည်းမမြင်ရအောင်အဲ့ဟိုဘယ်လိုခေါ်မလဲအပိုင်းနေရပေါ့နော်ဒါပေမဲ့အခုဒီလိုလာတဲ့အချိန်မှာအဲ့လိုနေစက်ကြတကယ်ကိုအဲ့လိုတနာဖို့ကောင်းနေအဲ့လိုမျိုးဖြစ်သွားတယ်ကျွန်တော်လည်းဟိုအဲ့လိုတနာစရာကောင်းမှမသိဘူး ဒီကရိုက်မယ်စောင်းနှင်းဖြူကိုကျွန်တော်နှောက်ချက်တဲ့အနေနဲ့သွားမယ်ကိုလည်းဒီကရိုက်ပြီးရင်တော့ကိုယ်ပြိတ္တတရားဆဲပြီးပဲအဲ့လိုမျိုးပဲတကယ်ထင်တာလားဆိုတော့ကံကောင်းတာပေါ့အာအဓိကတော့ပေါ့နော်ဒါစနိုးလေးကအဲနင်းနေဟိုပေါ့နော်သူကအဲ့လိုမုံရတာလည်းအဲ့လိုဟိုနင်းနေရဲ့အမိပေါ့နော်အဓိကမိထွေးရဲ့ဒီကောက်ကျစ်မှုကိုသိထားတာဖြစ်တဲ့အတွက်ကြောင့်နင်းနေဘာလို့လို့ဒီမိထွေးခိုင်းနေတာပဲလို့မြင်တာဖြစ်တဲ့အတွက်စနိုးကတော့နင်းနေကိုမုံတာပေါ့နော်အားကြောင့်မို့လို့လည်းတောင်းမလို့လည်းအားရကြပါပါလေ ရဲ့တော့နေနေဘက်ကနေပြောရမယ်ဆိုရင်တော့ငရေကတော့ဟိုဟာခလေးဆိုတော့ခလေးတဘောကလူကြီးတွေခိုင်းတာတွေမြှောက်ပေးတာတွေအကုန်လုံးလုပ်ခဲ့တယ်အသက်အရွယ်တစ်ခုရောက်လာတဲ့အချိန်မှာလည်းကိုကအဲ့အချိန်ရောက်ပါပြီလိုက်စနေတယ်ဒါပေမဲ့အိမ်ကိုကိုတီတီကိုရောက်လာတဲ့အချိန်မှာတဝင်းတိုစိတ်လေးကစအဲ့ရနေစပြီးတော့သူ့ကိုယ်သူချစ်တယ်ဆိုတာသိပြီးတော့ သူ့ကိုယ်သူပြင်လာတယ်ပေါ့နော်နေဆက်ကြပြင်ဒါပေမဲ့ပြင်တဲ့အချိန်မှာငငယ်ကအရန်ကျွန်သွားပြီကျွန်သွားရင်စောင်းနေစောင်းနေဖြူရှေကယုံကြည်မှုကအဲလုံးဝမရှိတော့ဘူးပြက်ပြားသွားတဲ့အချိန်မှာသူဘလောက်ကြိုးစားကြိုးစားမရတော့ဘူးအဲ့လိုပုံစံမျိုးလေဒါအမှန်တမ်းပြောရရင်တော့ဒါ sound name feedback ကလုံးဝမမအောင်ပေါ့နော်မမအားတဲ့အတွက်ကြောင့်မလို့ဒါနေဆက်ကြသူ့မောက်သူ့တာဝန်ယူပြီးတော့ဖြည့်ရှင်းနေရဒါပေမဲ့သူတယောက်တည်းအမားတော့မဟုတ်ဘူးသူ့အမေတွေသူ့ဖွားတွေအမားတွေလည်းပါနေအဲ့အမားတွေအကုန်လုံးပါအဲ့လိုမျိုးဆန်းနေဖြူကလည်းမားပါတယ်ဘာလို့လဲဆိုတော့သူကလေအဲ့လိုလူတယောက်ကိုအယမ်းမုန်းတော့ဖြစ်တာမဖြစ်တာကိုသူမမြင်တော့ဒီတိုင်းဒီလူကမကောင်းဘူးလို့သူသတ်မှတ်ထားဖြစ်တဲ့အတွက် character ချိန်းတော့တော့ဆန်းနေဖြူကမမြင်တော့သူ့ပေါ်တကယ် queue site ပဲလဲဟန်ဆောင်နေရပဲဟန်ဆောင်နေပဲထင်တော့တာလေအဲ့လိုမျိုးမယုံတော့တာပေါ့နေဆက်ကြရဲ့ character ကြတော့သူကဘဝမှာ ဘယ်သူမှအချက်မခံအောင်ငယ်တဲ့ကလို့အဖေနဲ့မေကလည်းကွဲပါတယ်အမေကလည်းသူကိစ္စရင်းနဲ့သူအဲဆောင်းနေပြီလို့အိမ်ကိုရောက်လာတယ်ပြီးတော့သူကသူအဲဦးမြင့်မောင်ရှိန်နဲ့သူတခြားပတ်စံကိစ္စရဲ့လုံပန်းအနေနဲ့နေဆက်ကြောက်လုံးဝပြတ်တာဘဝမှာနေဆက်ကြရဲ့ဘဝတစ်လျှောက်လုံးမှာသူကဘယ်သူမှမချစ်ဘူးအချက်မခံခဲ့ရအောင်အချက်မခံခဲ့ရတဲ့ကလေးတစ်ယောက်အနေနဲ့ဒီစိုးတိုးဒီစောက်ကန်းနေလျှောက်လို့တော့အဲလျှောက်လုံးလျှောက်လုံးနဲ့ကျွံသွားတယ်အဲ့လိုအဲ့လိုပုံစံမျိုး ပြန်လိမ်မာတဲ့ချိန်ကြတော့အဆင်မပြေတော့အမှန်လဲစနုခန်းစားချက်နဲ့ဆိုရင်တော့မတနာပါစနုခန်းစားချက်နဲ့ပြောမယ်ဆိုရင်တော့လည်းမတနာပါဘာလို့လဲဆိုတော့ဒါစနုကလည်းသူ့ဟာနဲ့သူ့ဆိုင်နဲ့သူရှိရပေါ့နော်ဒါကိုယ်တို့တာမီဝင်လာလို့ဒီမှာကတခုဖြစ်သွားတာလေဟုတ်တယ်သူ့ဘာသူအေးဆေးဖြစ်နေတာလေအေးဆေးဖြစ်နေတဲ့အချိန်မှာဒီမိသားစုကဝင်လာပြီးတော့သူ့ကိုသူ့သူ့ဘဝမှာဗျာတစ်သက်လုံးပြောပြောရွှေနေခဲ့တဲ့အချိန်မှာဒီမိသားစုဝင်လာပြီးနှောက်ရှက်လို့တဲ့ကြောင့်လို့စိတ်တန့်အောင် ဒီခါမိသားစုဆုံးတာလည်းမကြသေးရဲ့အချိန်မှဖြစ်သွားတာဆိုတော့နားလည်ပေးကြပါအပြင်မှာဆိုရင်တော့လည်းမတနာပါဘူးဘာလို့လဲဆိုတော့ဘာလို့လဲဆိုတော့အဲ့လိုကို့ပေါ်အဲ့လောက်ထိရုံမှနေရဆိုရင်တော့လေဒါလိုပဲရှိမှာပေါ့နော်ဒါသူ့အနေနဲ့ဆိုလေစောင်းနှင်းသူအနေနဲ့ဆိုလေစိုက်ကိုဖောက်မှာပဲလေဒါမကောင်းတာယူလုံနေတဲ့ခါကျတော့ဘယ်တော့ကောင်းပြလဲမယုံတော့ဘူးအဲ့လိုအဲ့လိုပုံစံကျွန်တော်လည်းကို့ကိုရိုက်တဲ့တနာစရာကောင်းတယ်လို့မခံစားဘူးရိုက်လိုက်တာပဲ ဒါမဲ့လည်းအဲပြိတက်တချို့ကတနာပေးကြအတွက်ကြောင့်မို့လို့လည်းဒါဟိုကံကောင်းတဲ့ဆုလက်လေးတခုရလိုက်တယ်လို့ရလိုက်ပြီးခင်လာအဲ့ရိုက်တော့ကညအဲလို့ခေါ်မလဲညီမလည်းပေါ့နော်ရေမုံလည်းဒီအဲ့အဲ့လိုရိုက်နေတော့ကဒါလို့ခေါ်မလဲအဲနေဆက်ကြအောင်ပေါ့နော်တကယ်ကိုကြည့်လို့မရအဲ့လိုမျိုးခရိုက်တာဟိုဟာလေတကယ်ကိုမုံဆရာကောင်းတယ်လို့ထင်တယ်ဘာလို့လဲဆိုတော့သူ့ရဲ့ခံစားတဲ့စိုက်တွေကတော့စနိုးရှိမှမဖြစ်ဘူးဒါရေမုံတို့လည်းမမြင်ရအောင်အဲ့ဟိုဘယ်လိုခေါ်မလဲအပိုင်းနေရပေါ့နော်ဒါပေမဲ့အခုဒီလိုလာတဲ့အချိန်မှာအဲ့လိုနေဆက်ကြတကယ်ကို အဲ့လိုတနာဖို့ကောင်းနေတယ်အဲ့လိုမျိုးဖြစ်သွားကျွန်တော်လည်းဟိုအဲ့လိုတနာစရာကောင်းမှမသိဘူးဒီကရိုက်မယ်စောင်းနှင်းဖြူကိုကျွန်တော်နှောက်ချက်တဲ့အနေနဲ့သွားမယ်ကိုလည်းဒီကရိုက်ပြီးရင်တော့ကိုယ့်ကိုပြိတ္တရာဆဲပြီးပဲအဲ့လိုမျိုးပဲတကယ်ထင်တာဆိုတော့ကံကောင်းတာပေါ့ပြန်ပြောတာတစ်ခါကိုမနေ့က26မှာပြန်ကြည့်တဲ့အချိန်မှာစိတ်ထဲမှာနေဆက်ချာရှိနေသေးတယ်အဲ့လိုခံစားထုံနိုင်အောင် ကြိုးစားအောင်ပဲဗောနော်အဲ့ဒါလေဟုတ်လေးလားလောက်ကိုလေဒီစိတ်နဲ့ပဲနေခဲ့ရဆိုတော့ဟာရေမုံလဲအဲ့လိုမျိုးစိတ်တူတာဆိုလို့ရှိရင်လဲတကယ်ကိုစိတ်တူတယ်အဲ့လိုမျိုးဟိုပြန်ကြည့်လိုက်တဲ့အချိန်မှာလေဟိုတကယ်ကိုလေအဲ့လိုအဲ့ feeling နေပြန်ဝင်လာပြီးတော့အဲ့လိုမျိုးတကယ်ဝမ်းနေတယ်စိတ်ဒေါသထွက်တယ်အဲ့လိုမျိုးဟုတ်အဲ့လိုမျိုးတော့မရှိဘူးမညီမတို့က3 2 1 action ဆိုမှမုံတာဒါပေမဲ့ action မဟုတ်ဘူးဆိုတဲ့အချိန်မှာကြီးစော့နေကြတာမုံတာဘာညာမျိုးမရှိပါမဲ့လေအဲ့လိုလို့ခေါမလဲ လို့ပါပဲအာဆရာကိုကိုဝင်းတင်ပေးတာဟုတ်တယ်ချွဲရမှာတဲ့ကိုကိုကိုချွဲကို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 ဆိုပြီးတော့ချွဲတဲ့အဲ လောက်ကြည့်ရကိုကိုဆိုပြီးပြောကြည့်ရအာဆရာပြောကိုကိုဆိုပြီးပြောအာမဟုတ်ဘူးတဲ့ပြောပြောနဲ့အာပြောရင်ပြောရင်နဲ့အာအဲ့လိုမျိုးလေးဖြစ်သွားတာအဲ့လိုဘလောက်တောင်ဆွဲလဲဆိုအခုအပြင်မှာလဲဒါကိုကိုတီတီဦးဆိုကိုဖုံးချိန်ကမနော်ကိုဖုံးချိန်ကောင်တွေ့လဲကိုကိုတီတီဦးကို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 အဲ့လိုမျိုးပဲခေါ်ဖြစ်တော့တယ်အဲ့လိုမျိုးဟုတ်ပါပါလေအာငါရဲ့ကိုကိုနော် ော်မရိုက်ခင်ပါလေဒီစက်ဝင်ခံအဲ့ကားနဲ့တူတူလျှောက်သွားတယ်မရိုက်ခင်ပါညီမလေးတို့ဒါရလော့ကြီးတိုက်ကြတဲ့အချိန်မှာအဲ့လိုချွဲပြီးပြောဘာလို့လဲဆိုတော့ညီစက်ကြောင်ကြတော့ညီမလုံးဝအမုံမဲအမာပဲဖြစ်တာဖြစ်တဲ့အတွက်စနိုးရဲ့ soft side ကကိုကိုတီတီဦးကိုပဲပြတာအဲ့တော့ကိုကိုတီတီဦးကိုပဲပြခွင့်ရှိရဲ့စနိုးရဲ့ soft side စနိုးရဲ့ချွဲတတ်တဲ့ side တွေကအဲ့လိုပြစ်သက်ကြီးမြင်ရတာပါဟုတ်လားအဲ့လိုလေလုတ်အဲ့လိုပြီးပြောဆိုချင်းရတော့နော်ကရီယာနဲ့ဟိုဒီဘက်မှာကျတော့သူကအကန်ကိုဘက်ကကျတော့အချွဲဆိုတော့ဒါအဲ့လိုမျိုးပေါ်ပေါ်အောင်လုတ်လုတ် ပြတာပေါ့အဲ့လိုမျိုးဇက်ကောင်ရဆိုရင်တော့ဒါနေဆက်ကြသူသူ ကြိုက်နေတဲ့ကောင်မလေးကကိုကိုဆိုပြီးပြောတာအရန်ဟိုဖြစ်သွားတယ်ဟုတ်ကဲ့ကိုကိုဟိုရသူ့ဟာသူ့ဟာအရွယ်တိုင်းပြီးတော့လှုပ်ပြလိုက်တာဒါပေမဲ့ပိတာတမျိုးတင်နေတော့စစကြတော့ဟုတ်ကဲ့အခုဒါပေါ့နော်အာမြင်းမျိုးထာမဝင်လေးကိုကြည့်ရှုအားပေးကြတဲ့အတွက်အားလုံးကိုဒီနေဆက်ကြနဲ့ဆောင်းနေဖြူဒီမောင်နှမနှစ်ယောက်ကနေပြီးတော့ကျေးဇူးအများကြီးတင်ချင်ပါတယ်နောက်လာမယ့်အပိုင်းတွေမှာရောဘလို့စိတ်လှုပ်ရှားစရာတွေဘလို့အဲစိတ်လှုပ်ရှားစရာတွေဆက်ပြီးတော့ဖြစ်မလဲဆိုတာအားလုံးပဲစောင့်ကြည့်ပေးပါအောင်လို့ဆောင်းနေဖြူလေးကပြောချင်ပါတယ်ဟုတ်ပါတယ် တူတူဆဲလို့ရှားပြီးတော့အတူတူဝမ်းလဲရမလားကျင့်နေရမလားဆိုတဲ့ဟာလေးကိုအတူတူရင်ခုန်ပြီးတော့ချေရပြည့်တဲ့နေနဲ့အတူတူကြည့်ကြပါလေခင်ဗျဟုတ်ကဲ့ဟုတ်ကဲ့ပါတတတတတ